ကောင်နေဇာရှင်သူတို့တော့တိမ့်ပြပေးပါလားဆိုပြီးတော့ပြောခဲ့တဲ့စစ်ခွေးတောက်တိုင်းနေစစ်ခွေးဘုံမတွေနဲ့စစ်ခွေးမရတွေရဲ့စကားသံတွေကတိတ်သွားပါပြီသူတို့ကိုယ်တိုင်တော့မှဒုံမိုင်းဆိုင်ရာကိစ္စတွေတစ်တက်ကစစ်ခွေးဝတ်စုံတွေဝတ်ထားတဲ့ဓပုံတွေကိုဖျက်ပြီးတော့အခုဆိုရင်တော့အမြန်လမ်းတွေမှာသွားနေရတဲ့အထောက်အကူဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုရင်တော့ဒီဗီဒီယိုလေးကတက်သေးပါပဲ။ never slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'm going show up and make a statement. I don't ever slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do so instinctive I move so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over facts over tracks, this and that. Spitting slow, spitting fast. I can roast, I can gas. Think I'm okay at last, but I don't know if that can erase all the past. And the pettiness, a reflection of the emptiness. Hilarious, you think you're worth my time, you're delirious. Mysterious, because. the chains that last And to believe in what you got, it was built to last, yeah Now that I've been put through hell I never got anyone's help I had to do it all myself I don't ever slow up, no I don't take shit I've got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up no, I don't take shit. I've got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I'm gonna learn the consequence of being incompetent. Mental health is confidence, dreams into modestness. I'm not here to save the day, that's for you to take away. I could play a million mind games, but instead I say something not illogical. Thoughts in my head, a collage and they spread. I'll be great one day, going off of my meds. No, I'm not giving up, no, I'm not giving in. I will make it to the top, taking off in the wind. I gotta make it. I'm saving every day to taste it. I'm patient, but my mind, it can hardly take it. I'm chasing a dream that I've had for several ages of bacon. Modern kingdom for the taking. Now that I've been put through hell, I never got anyone's help. I had to do it all myself never slow up. No, I don't take shit. I got no love for the fake fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. ွန်လိုင်းမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သရင်းနဲ့ပဲကျွန်တော်ရဲ့ Gojet Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗီဒီယိုလေးတွေကို reaction မလို့သွားပေးခင်မှာတော့ဒီနေ့ Before လာရှိရနေ့စနေနေ့ရဲ့မနက်ပိုင်းနောက်ဆုံးရရှိတဲ့သတင်းချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ AirData အတွင်းစစ်ကောင်စီကစစ်ခွေးတည်ဆုံးမှုစီးရင်မှာတော့အကွေးတိုင်းဝင့်ဖြူမြို့နယ်မှာ30တကောင်အကွေးတိုင်းရန်ကုန်မြို့နယ်မှာတကောင်အကွေးတိုင်းထင်းလင်းမြို့နယ်မှာတဦးလင်းဝင်ရောက်ပြီးတော့တရင်သာရီတိုင်းတရချောင်းမြို့နယ်မှာတော့23ကောင်နဲ့သခိုင်းတိုင်းဘူးတလင်မြို့နယ်မှာ10ကောင် အခိုင်အတန့်ရေဦးမြို့မှာတအူးလင်းဝင်ရောက်ခဲ့ကြောင်းရှိရပါတယ်။နိုင်ငံတော်မှာလက်နက်ကင်ပြိပကခြုံငင်းပြီးတာဝရငင်းရင်နဲ့ကြီးငင်းအေဂျင့်ဆိုလိုတဲ့ရည်ရွယ်ချက်သာရှိတယ်လို့အာနာသိန်းအကြံဖတ်စေကောင်းဆောင်စစ်ရှုံးမယောင်လိုက်ကတမန်ပြောကြခဲ့ပါတယ်။28မြောက်မျက်မိနယ်နေ့ထိမ့်မှန်အေးပို့တဲ့တဝင်းလာမှာစစ်ကောင်းဆောင်မင်းရောင်လိုက်ကအခုလိုရေးသားပြီးအေးပို့ခဲ့တာဖြစ်ပါတယ်။ဒီကြတဲ့2024ခုနှစ်ကစတင်လို့အာနာသိန်းစစ်ကောင်းဆောင်ဟာသူတို့လက်လွတ်လပ်ရတဲ့နေမျိုးတွေများပြားလာတာကြောင့်အရင်သားလက်နက်ကင်တွေနဲ့ တော်လိုင်းအင်အားစုတွေကိုမကြာခဏငြိမ်းချမ်းရေးစကားပြောဆိုလျက်ရှိပါတယ်။ဒါပေမဲ့လည်းတစ်ဖက်မှာလည်းဘုံကျဲလျက်ရှိနေပါတယ်။လူစွမ်းအရင်မြစ်တွေအိပ်ပေမဲ့ပြုံးတွင်းနေရပြီးနိုင်ငံရေးအင်အားယိုနေလာတာကြောင့်ပြည်ငြင်းရေးနဲ့သာဝရငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ရမှာလေးလေးနက်နက်နားလည်သဘောပေါက်ပြီးဥပပေါင်းဆောင်ရွက်ကြဖို့တက်မှန်တိုက်တွန်းလိုက်တယ်လို့မင်းအောင်လှိုင်ရဲ့တဝန်လာမှာဖော်ပြထားပါတယ်။မင်းအောင်လှိုင်ရဲ့တဝန်လာဟာယုံကြည်ချက်အရဆီအာနာရှင်ကိုတွန်းလှန်ဖို့နေရာသီးသီးရောက်ရှိနေတဲ့လူငယ်တွေကိုရည်ရွယ်ပြောဆိုလိုက်တာဖြစ်ပါတယ်။ မိမွေမျိုးတိုးတက်တဲ့နိုင်ငံတည်ဆောက်ရေးအတွက်လူငယ်တွေပေါင်းဝင်တိုင်းရင်းသားပြည်သူတရေလုံးဟာအသိပညာတက်ပညာထူးချွန်ဖို့လိုအပ်တယ်လို့လည်းမင်းအောင်နိုင်ကဆိုပါတယ်။ဒီမှာတော့မင်းအောင်နိုင်စစ်ကောင်စီကလူငယ်တွေကိုဖိနှိပ်ပြီးပြပထောက်ကောက်ခင်ပိတ်ပင်ထားအတင်းကျပ်စစ်မှုတန်းစီကိုင်းစီဖို့ပြင်ဆင်နေတာအပြင်းထန်လှုပ်ဆောင်မှုတွေတွေ့ရှိရပါတယ်။လက်ရှိပြည်ပခါတွေအတွင်းအခြေခံအဆောက်အုံတွေပျက်စီးခဲ့တဲ့အတွက်တိုင်းရင်းသားပြည်သူတွေစိတ်ရဒုက္ခရောက်ကြရပြီးနိုင်ငံတိုးတက်ရေးကို ရေးပါတဲ့လူဆွမ်းရင်းမြစ်တွေအိပ်ပေမဲ့ပြုံးလိနေရတာဖြစ်တယ်လို့ဒေချောင်းဘုံကျင်းမှုတွေစဉ်ဆက်ပြေလှုပ်ဆောင်နေတဲ့မင်းအောင်နိုင်ကဆိုထားပါဗျ။မင်းအောင်နိုင်ကအစက်ကငင်းငင်းစကားတွေဇက်တိုက်ပြောကြနေပေမဲ့သူ့ရဲ့စစ်တပ်ကတော့နေ့စဉ်လေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေရေးရတွေကိုစစ်ကြောင်းထိုးပြီးစစ်ရာဇဝမှုတွေဇက်တိုက်ကျူးလွန်လျက်ရှိကြောင်းလည်းသိရှိရပြီးတော့မင်းအောင်နိုင်ဆိုတာဘလို့ဗစက်ကဘာစကားတွေထွက်ပြီးရလောက်ရတည်းရပါလဲဆိုတာတော့ဗီဒီယိုလေးမှာတွေ့ရှိမှာဖြစ်ပါတယ်။ဒါဒါဒါဒီဗီဒီယိုကတော့ ဟိုအတတ်ပညာအသိပညာအတတ်ပညာရှိပြီးတော့ကိုယ့်ခြေရက်ကိုရက်တည်တယ်နဲ့ဖြစ်ပေါ်လို့ကိုယ့်ရဲ့တူကြီးရဲ့ခါရဲပြန်လာတယ်ပေါ့။နောက်တစ်ခုကလည်းစိတ်တွေဖိထားတယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာမှာရှိတော့မကောင်းမှုရှောင်။ကောင်းမှုဆောင်ပြုအောင်စိတ်ထားပါ့။ဒါဒီကျွန်တော်ပြောကြတာ။မကောင်းတဲ့ဟာတွေမလုပ်နဲ့ကောင်းတာလုပ်ပေါ့2024ခုနှစ်ရဲ့ဘာသာတရုတ်ဆောင်စုကိုပြီးတင်ပါလေဗျာစိတ်ကိုတက်လက်ရှင်းထားပါဒါရီမိသားစုအများအားရှိအောင် ဒါကျွန်တော်သားသမီးပေါ့ဒါလေးလေဒါလေးတွေအဆုံးမပေးတာလည်းရှိပါတယ်။အဲသူတို့ကတော့ကျွန်တော်နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်တက်မတော်သားဖြစ်တဲ့ကြောင့်ကျွန်တော်တို့နေဒီသွားနေရလို့ရှိတယ်။အဲအပြင်သွားနေရရှိတယ်။ဒီတော့ဒီနဲ့အနီးကပ်နေဖို့ဆိုအချိန်တော့ပြည့်တော့မရှိခဲ့ဘူး။သူတို့ကတော့ကုပညာမှုကျူးစာတို့တော့အမေရတယ်ထင်ပြတာတော့သူတို့အမေရထင်ပြတာတော့ရှိတယ်။ဒါတို့ကတော့ရိုးသားသားလုပ်ကန်စားတော့ခြင်းဒီစိတ်တက်ကတော့တုတ်တယ်။ တို့ကတော့သူတို့ရဲ့အသိပညာဆိုတာလေဒါအတွေ့အကြုံပါလေရတယ်အသိပညာအတွေ့အကြုံကနေပြီးတော့အသိပညာကိုရှိအောင်လုပ်ကြတာဒီမှာအတွေ့အကြုံနဲ့ကိုရအောင်ယူရတာလေရှိတာကိုအတွေ့အကြုံတွေပေါ်မိဘအတွေ့အကြုံတွေမရဘူးမိဘပြောတဲ့အတွေ့အကြုံတွေမရအောင်သူတို့ကနေသူတို့ဆက်ဆံရတဲ့ဒူရီရဲ့နေပြီးတော့အတွေ့အကြုံရှိတယ်ဒါတွေကိုထိတွေ့ဆက်ဆံကြည့်အားဖြင့်လေ့လာကြည့်အားဖြင့်ရတဲ့အတွေ့အကြုံသူတို့ရဲ့ဘဝတိုးတက်မှုတွေအတုံးချနိုင်မှုတွေတဲ့အများအားသူတို့လည်းကျွန်တော်ပြောတာပါ ဲ့သူတို့ဒါတွေထိနေဆောင်ရတဲ့ရှိတာတို့ရှိခိအလူမလာကြာတော့ငါစောင့်ဉဏ်ကတ်ပြီးတော့မဆဲလို့မရတော့ဘူးဖြစ်လာတမင်ရဲ့ထူထောင်ခြင်းခနဲ့ချက်ရှင်နေမြောက်နေ့ရှမ်းပြည်နယ်နေ့လည်းဖြစ်ပါတယ်ဒီနေ့ကျွန်မပြပြပေးမယ့်အကြောင်းအရာတွေကတော့ KNU KNU ဖွဲ့စည်းတည်ထောင်ခြင်းခနဲ့ချက်ရှင်နေပြီ KNU လည်း88ပေါ့နော်ညာနှလုံးဝါဒနာတူဒီဝါဒနာပါတဲ့လူရတော့ခွန်ရှိအားရှစ်ခွန်လိုပြီးထိုးလို့ရပါတယ်။ဝင်းနေကိုထိုင်းနိုင်ငံတနေရာမှာ ထိုင်းမြန်မာနဲ့ဇမဟုတ်ဘူးနော်ထိုင်းနိုင်ငံတည်းနေရာမှာကျင်းပခဲ့တဲ့အာကိစ္စနဲ့ပတ်သက်ပြီးတော့ EKE နီးသလားဆိုတဲ့ကောင်းချင်တဲ့ကျွန်မပြောပြပေးမယ်နောက်တစ်ခုကတော့လာရှဲဦးကိုလာရှိုးကိုခြိုက်ချမ်းပြန်သိမ်းဖို့ဝင်ကြီးချုပ်ကအမိန်ပေးတဲ့အကြောင်းပြောပြပေးပါမယ်ဘာမှတော့ကဲနီကဖွဲ့စည်းတရားဝင်98နဲ့မြောက်ပြေးသွားပြီပေါ့နော်တက်မွေးနေပေါ့ကျွန်မတို့တက်မလို့စကားရင်းနဲ့ပြောရင်တက်မွေးနေသူတို့ ထိုင်းနယ်စပ်ထဲမှာကျင်းပကြရဲထိုင်းနိုင်ငံနယ်စပ်တနေရာမှာကျင်းပကြရဲဒါဒီနေရာမှာသူတို့တော်လန်ကြီးကလက်တကမ်းမဲ့လို့တော့လည်းဖာညာပြောကြတာပေါ့နော်ပမာဆုံးကခလာယာနှစ်ခွန်ကခလာယာနှစ်ခွန်ကမြောက်ပြည်မျိုးဆောင်တက်ကိုသူတို့ဘလို့တိုက်ခတ်လိုက်ပါတယ်ဘလို့တိမ့်ပလိုက်ပါတယ်ဆိုပြီးတော့ KNU ကတရားဘုံလောက်ပြောလို့ရှိရင် KNU ဘုံကမအနေနဲ့ပြည်ဖက်မိသားစုနဲ့ဘုံကျုံဘုံမတွေပါတထောင်ဘုံလောက်သူတို့ကြွားလုံးထုတ်ကြတယ်เนาะအဲဒီကနေမြောက်ပြည် ။အဲနေတော်နေဘရဲ့ဘုံမှပြီးတော့တထောင်ဘူးတော့ကြွားလုံးထုတ်နေတာပဲယူ။သိမ့်ပြီလို့တို့ကြွေးကြော်ကြတယ်နော်။အာတို့ရဲ့ KNU ရဲ့တောင်းတော်ဆစ်စင်ကြီးနော်စောတော်နေပြောခဲ့တာတောင်းတော်ဆစ်စင်ကြီး KNU ရဲ့တောင်းတော်ဆစ်စင်ကြီးကစစ်တပ်ရဲ့အောင်စရာဆစ်စင်ကြီးကိုဘယ်လိုတိုက်ခိုက်နိုင်လိုက်ပါပြီဆိုပြီးတော့တို့ကြွားလုံးထုတ်ကြတယ်။အောင်ပွဲခံကြတယ်နော်။အဲ့ဒီကနေပြီးတော့အချက်တိုက်ခိုက်နေလို့တိုက်ခိုက်နေနေပြောတာကိုမပုလူခင်ဗျာ။ ပေါက်ကွဲနေရသေးတယ်ဝယ်အကျိုးနဲ့နေမြောက်ရီမြို့တဲကိုဝင်လို့တော့မရပဲနဲ့အခုချိန်ထိအခုလိုတက်မွေးနေတော့မှသူတို့ကဲယူဌာနချုပ်မှမလုပ်ရဲပဲနဲ့တက်မွေးနေကို KNU ဌာနချုပ်မှမလုပ်ရဲပဲနဲ့ထိုင်းနိုင်ငံထဲမှာကျင်းပရတယ်ဆိုတဲ့ကသူတို့ရဲ့အနေထားကိုခင်ဗျားတို့တွတ်ဆကြည့်လိုက်တွတ်ဆကြည့်လို့ရတယ်နော်သူတို့ကမြောက်ရီကိုတိုက်မြရတဲ့ခါကျတော့စကားပြောင်းသွားတယ်မြောက်ရီကအဓိကမဟုတ်ပါဘူးနေပြည်တော်ကိုတိမ့်မှုကအဓိကပါလို့ KNU စော်တော်နေပါဇာကပြောခဲ့တယ် နော်မြောက်ရီကအဓိကမဟုတ်ပါဘူးနေပြီးတော့ကိုသိမ့်ဖို့ကအဓိကပါဆိုပြီးတော့ဒီနေ့ဒီချိန်ကြီးနေပြီးတော့အနာကိုမပြောနဲ့မိမိရဲ့ကရင်ယူတက်ဌာနချုပ်တွေမှာတော့မှတမွေးနေမကျင်းပါနိုင်ပဲနဲ့တမွေးနေမကျင်းပါနိုင်ပဲနဲ့ထိုင်နေစက်မှာကျင်းပါခဲ့ကြတယ်ဒီရန်ဥအနေနဲ့နေပြီးတော့တက်သိမ့်စရာမလိုနေပြီးတော့သိမ့်ဖို့ကတော်လိုင်းကြီး PDF လူငယ်တွေရှိပြီးသားဒီညမှာ KNU ရဲ့ခင်းနီးသလား KNU ဒီ KNU KNDO ရဲ့အဖေဒီ KN Ranger တဲ့ဒီအကြောင်းကိုကျွန်မထပ်ခါထပ်ခါပြောခဲ့တယ်ရှေ့ လွန်ခဲ့တဲ့တပတ်လောက်ကမှနော်ကျွန်မပတိန်တိုက်ပွဲနဲ့ဗမာလူမျိုးကြီးဝါဒဆိုတဲ့အကြောင်းအရာနဲ့ခေါင်းစဉ်လေးနဲ့ပြောထားတာရှိတယ်အတွက်ပြောတာအဲ့ဒီ channel ကကျွန်မတို့ဒီ1948လွတ်လပ်ရေးရှားပြီးဒေါက်တာနဲ့1949 channel ဝါကြီးနော် KNDO တွေတော့ကိုဘာကဘာကြီးအာရဲဘော်ဖြူတွေတုံးခုတဲ့ချိန်တနင်္ဂနွေလို့ဆစ်ဖြစ်နေတဲ့ချိန်မှာအဲ့ဒီမှာချမ်းပြင်းနဲ့ခေါင်းဆောင်ချမ်းပြင်းနဲ့ဥက္ကဋ္ဌဆက်ခွန်ချိုချမ်းပြင်းနဲ့ခေါင်းဆောင်ဆက်ခွန်ချိုနဲ့ကျွန်မတို့ကြရားခေါင်းဆောင်နေပါတယ်ချင်းခေါင်းဆောင်နေပါတယ်ဒါကိုအထုတ်မယ်ဆိုရင် MND ရောအဲ့ဒီနိုင်ငံကြီးအမှန်ခန့်ချက်မပေးနိုင်ဘူး တောင်းပလောင်ကတော့ TLL ရောနိုင်ငံအမခန့်ချက်ပေးနိုင်လား A ရောနိုင်ငံနိုင်ငံအမခန့်ချက်ပေးနိုင်လား A ကကိုတို့တို့တင်းယူထားတဲ့နေမီမှာကျွန်တော်တို့ကဒီမိုကရေစီနည်းလမ်းကြောင့်ရွေးကောက်ပွဲမဲပုံးဆောင်ရွေးကောက်ပွဲချင်းမှာနော်ဘယ်သူမှမဆိုဝင်ရောက်လက်ရှိခံပြီးတော့အစိုးရဖွဲ့မယ်လို့တို့တို့နိုင်ငံအမခန့်ချက်ပေးနိုင်လားဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဒီမိုကရေစီဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဖက်တွေဘယ်မှာလဲကိုယ့်ပြည်နယ်ကိုအထုတ်ခွင့်ရဖို့ကိုယ့်အင်းအဲ့ဒါတွေရဖို့ဆိုတာကနေတို့ရဲ့အပဆစ်ရှုံမင်းအောင်လည်းအရင်ဆုံးခြေမုံးပြီးမှပဲရမှာဖြစ်တဲ့အတွက်အားလုံးကခြေမုံးပြီးတဲ့ခါမှာပေါ်လာမှာဒါပေမဲ့နေတို့ကတော့ခြေမုံးတဲ့အထိမြင်ရပြီးတော့အဲ့ဒီမြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံဖြစ်ရောက်ရှိတဲ့အချိန်ကြီးတော့နေတို့မြင်ရမှာမဟုတ်ပါဘူး ဒီကအုပ်ချုပ်ပြန်ရဆိုရဖို့ဆိုပြီးတော့တုံညာနေမေတွေလက်နက်ကင်နေချက်နေခင်ဗျားတို့မချက်ဘူးလားတကယ်လူကနော်ကဲမဘူးလူပေါက်ကွဲနေပြီနော်သူ့ပါရဲ့နေမေတွေကိုသွားလူလို့ဆိုပြီးတော့အားရမှာစောင်းနေတာများနေတကယ်ယူနေရဖြစ်ချင်အောင်ဆောင်ပြီးကော်တူလီအာမီဆိုပြီးခွဲခတ်တဲ့ကကျမတို့ပြောခဲ့တယ်ဒါကော်တူလီနိုင်ငံတော်တည်ဆောင်ပါနော်ကော်တူလီနိုင်ငံတော်တည်ဆောင်ဖို့အခုမှသူတို့နိုင်ငံအိမ်မက်မတာမဟုတ်ဘူးကျမတို့မြန်မာနိုင်ငံကျမတို့တိုင်းရင်းသားတွေအားလုံးကအင်္ဂလိပ်လက်အောက်ကနေရုံးချပြီးမြန်မာပြည်လူလိုက်ရဖို့တိုးပန်းစဉ်အချိန်ကာလတွေက KNU ရဲ့မူရင်းလာရ KN Ranger တက် KN Ranger တက်က အင်္ဂလိပ်ကျောင်းဘဝမှာဆက်နေပြီးတော့ကော်တူလေးနိုင်ငံတော်တည်ထောင်ရင်းခဲ့တာမမာရီကကျမတို့မြန်မာတွေကလွတ်လပ်ရေးချိုးပန်းခဲ့ပြီမှာသူတို့ဟာကြောင်ဘွားမှာဆက်နေပြီးကော်တူလေးနိုင်ငံတော်တရားမို့သူတို့လုပ်ခဲ့တာဖြစ်တယ်။သူဒါကြောင့်လည်းပဲကျမတို့မြန်မာနိုင်ငံမှာလွတ်လပ်ရေးရတယ်။လွတ်လပ်ရေးရပြီးရက်တရာအတွင်းမှာ KNU ပါလို့လေ။ကော်တူလေးနိုင်ငံတော်ဆိုပြီးကြီးညာတယ်။သူတို့ကြီးညာတယ်ကော်တူလေးနိုင်ငံထဲမှာဘဲထိပါလေ။တော့စုကြည်မဲတိုင်ခဲ့တဲ့တော့စုကြည်ဝင်ရောက်ပြီးရွေးချယ်ခံပေးတယ်လေ။ရန်ကုန်တိုင်းကကောက်မှုထိပါတယ်။ကောက်မှုတို့ကွန်းချန်ကုန်းတွေအထိ ကောင်းမှုရောကောညာကုန်းတို့အထိတရားယူတာသူတို့ကတော့သူ့နိုင်ငံတော်ဆိုပြီးကျင့်ကြတယ်။ဒါကြောင့်မို့ဒီပြည်နယ်ထဲမှာရှိတဲ့ဖာစာပါလာဆိုရအောင်ကနိုင်ငံဝင်တဲ့ကောင်းမှုဖတ်ပေးပါဖတ်ခွာပေးပါဒီပြည်နယ်ဟာကျွန်တော်တို့ကတော့သူ့နိုင်ငံတော်မှာပါရဲဆိုပြီးတော့အဲ့ဒီလိုခွေးပါသွားခဲ့တာဖြစ်တယ်။တမိုင်းစင်စံမာရီကသူတို့ဒီလိုစူးစမ်းခဲ့တာเนาะအခုမှထားပြီးကော်သူတွေနိုင်ငံတော်လောက်ခါမဟုတ်ဘူးမြန်မာပြည်လွတ်လည်ရေးမရခင်ရအောင်လွတ်လည်ရေးရပြီးနောက်ပိုင်းမှာသူတို့အဲ့ဒီလိုစူးစမ်းခဲ့တယ်ခင်းဆက်ဆက်တက်မတော်ရဲ့เนาะအရာပြီးွားတယ်ဆွေးရင်ပြီးွားတယ်တက်မတော်ရဲ့ချိုးပန်းမှုအောက်ကြောင်လာသူတို့တွေခေါင်းမထောင်နိုင်ရတာဖြစ်တယ်เนาะဆိုတော့ကတချို့အခုတော့စွန့်ရင်ပြေးွားတယ်တက်မတော်ဆိုတာလည်းမနောက်မှမသိတော့ဘူးသူတို့မပူတူတူဘွားက ဒီကပြောချင်တာကတော့ပြည်သူတွေအနေနဲ့ကမင်းအွန်လိုင်းကိုဘယ်လောက်ထိမုန်းတီးလဲဆိုရင်တော့သူပဲအုပ်ချုပ်ချုပ်မင်းအွန်လိုင်းမအုပ်ချုပ်ရင်ပြီးရောဆိုတဲ့အနေထားကိုရင်ွယ်ပိုက်ပြီးရောအခုချိန်မှာအားလုံးကကျွမ်းနာနေရဖြစ်ပါတယ်။ဟောလဲဆိုတော့ဒီကောင်နဲ့ညီမနဲ့တော့တဲ့ပြည်သူတွေအနေနဲ့လဲတို့တွေဘယ်လောက်ပဲများများမင်းအွန်လိုင်းအုပ်ချုပ်ထားတယ်တော့ကောင်းပါပဲလို့အားလုံးကသတ်မှတ်ထားတဲ့အနေထားတစ်ခုရှိနေတာတော့လုံးဝညှင်းလို့မရတဲ့အနေထားတစ်ခုပါ။ဒီစနေမြချင်းကြယူစကားတွေပြောနေတဲ့မဘူတူတွေဘလူမျိုးလေးကပြဆက်ထားလဲဆိုတာကတော့ဒီမှာကြားသိရမှာဖြစ်ပါတယ်။ mẹ chết sao nuna khổ đáp bút đủ liền hả là má bút đủ má bút đủ liền, má bút đủ liền. hậu bị hậu bị ok à rồi lại rồi lúc đó để toa về xa mẹ yêu lúc đó để toa về xa mẹ yêu bao bán gì biểu nấu cho mẹ lông ေါက်ပန်းစေပြောနောက်ကြောမလုံးအညစ်အထေးစစ်ခွေးမေထုံအညစ်အထေးစစ်ခွေးမေထုံမပူတူချက်ဘူးဘောကြီးငုံမပူတူချက်ဘူးဘောကြီးငုံတာဒူတာဒူတာနောက်ထပ်တဲ့နေ့ဘုံမှာတော့ လက်စီလောင်းမိရှုတဲ့အကြောင်းကိုဟာတဇက်ကွက်တခုအနေနဲ့ရိုက်ကူးထားတဲ့တရေကရုပ်ရှင်ကိုလူမှုကွန်ရက်မှာဝေဖန်မှုတွေမြင့်တက်နေတာတွေ့ရှိရပါတယ်။ရုပ်ရှင်ရိုက်ဖို့တွက်လက်ဆိုတဲ့ကောင်ကိုကြိုးချီထားတယ်။ကျော်ကျော်ဘူကမင်းကိုဒက်စီလောင်းမိမိရှုမှာဆိုတော့တွက်လက်ကဒါဆိုအလုံးတနာတော့မှာပေါ့ကြိုးစားမယ်အကရင်ရအောင်ကြိုးစားမယ်လို့ဆိုပါတယ်။အဲ့ဒါဟာအတော်ကြီးစရာကောင်းတဲ့ဟာတပေါ့ဘလို့သဘောထားတွေလဲဆိုတာအခုချိန်ထိအားပေးနေတဲ့ကောင်တွေသိဖို့ပါ။ဒါလဲဒုံထဲထိသွားပြီးအားပေးကြအောင်ပါလို့ဝါနုတော်အမိနဲ့ပြေဖို့အသုံးပြုသူက ီဒီယိုဖိုင်နဲ့အတူတင်ခဲ့ရမြဝေသူမြပြပြီးဝေဖန်မှုတွေလည်းမြင့်တက်လာကြောင်းတွေ့ရှိရပါတယ်။စစ်ကောင်စီအနေနဲ့အမှုပညာရှင်တွေကိုဒီကအစ်မထားပြီးတော့သူတို့ရဲ့ဗီဒီယိုတွေသူတို့ရဲ့တရုပ်ဆောင်မှုတွေသူတို့ရဲ့ဖန်တီးမှုတွေကြားထဲမှာစစ်ကောင်စီရဲ့ဝါဒဖြန့်မှုတွေကိုထည့်လာတာကိုတွေ့ရှိရပါတယ်။ဒီမှာသူတို့လည်းမထည့်ပေးဘူးဆိုရင်လည်းသူတို့ရဲ့အားလုံးပိတ်ခမ်းမှာတည်တဲ့အတွက်အားလုံးစစ်ဘောပြေးမာနေတဲ့အမှုပညာရှင်ပေါင်းများစွာကနေအမှုပညာရှင်ပေါင်းများစွာကိုပြောင်းလဲသွားကြပြီဖြစ်ပါတယ်။အတော့နန်ကော 2024ခု2024ဖေဖော်ဝါရီကရန်ကုန်မြို့နယ်မြောက်ခင်းရန်ရွာမှာဒေါ်ဒေတာကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်နှုတ်ကိုစစ်ကောင်စီကအရှင်လက်လက်ကြီးရှုခဲ့တဲ့ပြစ်ရှင်ကိုလည်းတော်လိုင်းပသားတွေကအဲ့ဒီပြစ်ရှင်နဲ့ဝေဖန်နိုင်ရှင်ပြောဆိုနေကြပါတယ်။ဒီခန်းကိုလိုင်းအောင်မှတက်လာလို့ကြည်ကလေးကအက်ကလေးတွေကိုပြေးမြင်အောင်ပြီးတယ်။အကြခင်တော့ပြောခံရတော့မယ်လို့တွေးမိသား။မိနဲ့ပတ်သက်တာတခုတွေ့တိုင်းအရှင်လက်လက်ကြီးရှုခံရသူတွေကိုအမြဲပြေးမြင်အောင်ပြီးရလို့ Facebook အသုံးပြုသူတခုကလည်းမှတ်ချက်ပေးထားပါဗျ။အစီလောက်မီမြှုပ်ရဲဆိုတာလွယ်လွယ်ပြောထည့်ရမယ်စကားကိုမဟုတ်တာသူတို့တွေ ခံစားစီခြင်းတယ်လို့လည်းနောက်တဝူးကမှတ်ချက်ရေးသားထားပါတယ်။အဲဒီစုံဝင်ကပေါဝင်တဲ့တရက်ကစကားကိုဖေဖော်ဝါရီလ9ရက်နေ့မှာစတင်ယုံနေပြသကမှာဖြစ်ပြီးနေတိုးကြော်ကြော်ဘူခင်းလိုင်းမိုးမိုးလီလီကြော်ခိုင်ဝေလာဤချူးစီရန်တို့ပေါဝင်သေးကိုဆောင်ထားပါတယ်။တို့တို့ရဲ့အမိကတော့ကြည်နူးစီဖြစ်ပြီးစီစဉ်သူကတော့အောင်ကျော်ဆိုးတို့ပေါဝင်ကခင်းလိုင်းကဒါရိုက်တာအနေနဲ့ရိုက်ကူးခဲ့တာပါ။ မနေ့ကဒီချိန်ပေါ့ဗျာ memory တက်လာတာတကယ်စိတ်ပျက်စရာရုပ်ရှင်ဆိုတာတဲ့ဝါဒတက်တက်တဖြည်းဖြည်းစုပ်ပြက်တက်လာတဲ့လောကကြီးတို့ Facebook အသုံးပြုတူကလည်းမှတ်ချက်ပြထားပါတယ်စေကောင်စီယာနုပညာရှင်တွေပါဝင်နာမည်ကျော်ကြားသူတွေကိုသူတို့ရဲ့ဝါဒဖြန့်ချီရေးအတွက်အသုံးပြုလေးရှိပါတယ်ဒီကဲတဲ့ဒီဇင်ဘာလအတွင်းကလည်း Facebook Sally ဖြူဖြူထွေးဟာတရုတ်ပြုတ်စီကြော်ညာကိုကြော်ညာနဲ့မသက်ဆိုင်တဲ့ Chan Zhiyu Mirror ဆိုတဲ့အချက်အသုံးနှုန်းတွေအောင်ဆန်းစုကြည်ရဲ့ပုံစံပြင်ဆင်မှုတွေအသက်တို့ကိုရည်ရွယ်ချက်ရှိထည့်သွင်းကရိုက်ကူးခဲ့တာကြောင့်ဝေဖန်ခံရပြီးကြော်ညာကိုပြန်လည်ဖြုတ်ချပြီးပြည်သူကိုလည်းတောင်းပန်ခဲ့မှုတော်လေအားလုံး ရှိမှာဖြစ်ပါတယ်။အဲ့အတွက်သူ့ရဲ့သားပြည်သူချစ်တော်သားတယောက်မဆုံးရှုံးမှုရေးမင်းကိုယူတွေ့ရင် ပြစ်တာပြစ်မညာနဲ့ဆိုပြီးပြောခဲ့တယ်။ဒါကလည်းကိုယ်တိုင်ဖွင့်ပြောခဲ့ဖြစ်ပါတယ်။အားလုံးပဲအကြည့်ရသေးမျိုးတွေ။ဟုတ်တယ်။ကျွန်တော်တို့ကအတူတူသင်ခန်းဝတ်ခဲ့ဘူးတော့သူကျွန်တော်ကိုဖုန်ကြီးစာရေးပါတယ်လဲသင်ပေးခဲ့ဘူးတဲ့ကျွန်တော်ကိုငယ်တော့အတူတူခဲ့ဘူးတော့သင်ခန်းလဲဆုံးလဲအတူတူခံခဲ့ဘူးတဲ့နောက်ကြတော့ तू ကစာသင်တိုင်းဖုန်ကြီးစာသင်တဲ့ပြောမှာဆိုစာသင်တိုင်းကိုရောက်သွားတယ်ကျွန်တော် က ကျောင်းမှာကြံခဲ့တယ်။အန်ကျေးရွာအနီးမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ၄ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်သား73မှန်5ဦးကို DPLA နဲ့ကာကွယ်ရေးပူးပေါင်းတပ်ကဖမ်းမိခဲ့ပါတယ်။အဲ့ဒီထဲမှာ DPLA ရဲဘော်တိုက်မောင်းရဲ့အကိုအသက်38နှစ်အရွယ်စစ်ကောင်စီတပ်သားလေးတုံမှန်တဲ့ပါဝင်ခဲ့ပါတယ်။ဆန်းနှစ်နီးပါးကွဲကွာနေတဲ့သူတို့တွေတိုက်ပွဲအပြီး ရန်ွေပြေချိန်မှသာစုံစည်းခဲ့ကြတာပါစစ်တပ်ထဲဝင်သွားတဲ့သူ့အကိုနဲ့သူ့ရဲ့ငယ်ဘဝကို DPLA ရဲဘော်တိုင်မောင်းကမဲခေါင်ကို အခုလိုပြောပြပါတယ်ကျွန်တော်တို့ကအတူတူသင်ခန်းဝတ်ခဲ့ဦးတော့သူကျွန်တော်ကိုဖုန်ကြီးစာရေးပါလေသင်ပေးခဲ့ဦးတယ်ကျွန်တော်ကိုငယ်တော့အတူတူခဲ့ဦးတယ်သင်ခန်းလည်းဆွန်းလည်းအတူတူခံခဲ့ဦးတယ်နောက်ကြတော့ तू ကစာသင်တိုင်းဖုန်ကြီးစာသင်တဲ့ပြောမှာဆို စာသင်တိုက်ကိုရောက်သွားတယ်ကျွန်တော်ကကျောင်းမှာကြံခဲ့တယ်အဲ့တော့ကျွန်တော်ကကျတော့သင်္ကန်းဝင်ရင်လည်းကျွန်တော်ကျောင်းတက်တယ်အဲ့တော့သူနဲ့ဆုံးခံခဲ့သူသူဆုံးခံပြီးတော့သူတပိတ်တွေလည်းကျွန်တော်ဆေးပေးတယ်ကျွန်တော်စားရပါလဲသင်ပြပေးခဲ့ဦးတယ်ငယ်ဘွားကိုဆိုမမ်မီတလောက်ဆိုကျွန်တော်ကိုအဲ့လိုသင်ပေးနေစိတ်တူလို့ဆိုပြီးတော့တော့လက်သေးနဲ့တော့တစ်ချက်ထိုးခံခဲ့ဘူးသေးတယ်ကျွန်တော်နာယူမကြည့်တက်လို့ဆိုပြီးအမင်းအဲ့လောက်ညံထိုင်းရသလားဆိုပြီးတော့ကျွန်တော်လက်သေးနဲ့တစ်ချက်ထိုးခံဘူးလေဟေးညံထိုင်းရလို့ပြောတဲ့ညီငယ်ကတော့အခုဆိုရင်တော့မှန်ကန်တဲ့လက်အောင်ရွေးချက်နိုင်ပြီးတော့ညံကောင်းပါတယ်ဆိုပြီးတော့ င်ထားတဲ့သူတယောက်ကတော့စစ်ကောင်စီရဲ့စစ်ကွေးလမ်းကိုရွေးချယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအခုလိုလင်းဝင်ရောက်လာပြီးဒါပေမဲ့လည်းအခုလိုလက်နက်ချလာခဲ့တဲ့အတွက်အသက်ရှင်ခွင့်ရပြီးတော့နှုတ်ပြန်ဆုံတာလဲဟာရှေးဘွားရေဇက်ကမဆုံးသေးလို့ပဲလို့ညံ့မနေထားတခုပါပဲ။ပြောလည်းပြောစိတ်လည်းမကောင်းဘူးကွာဒါပေမဲ့အဲ့လိုမျိုးတက်ရှင်ရဲ့သူရတော့နည်းတော်သေးတာပေါ့မွေးပေါ်စကားပြောပေါ်ရသေးတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာအများအကျိုးအတွက်ဒီနုပြည်သူလွတ်မြောက်ရေးတက်တော်ထဲကို ကိုတိုင်မောင်ဝင်ရောက်ခဲ့ပါရဲ့စစ်တပ်ထဲရောက်သွားတဲ့အကိုဖြစ်သူနဲ့ခုလိုပြန်ဆုံမယ်လို့ရဲဘော်တိုင်မောင်မမျှော်လင့်ထားပါဘူးအခုလိုပြန်တွေ့ရတဲ့အပေါ်ရဲဘော်တိုင်မောင်ဝမ်းသာဝမ်းနည်းဖြစ်နေပါရဲ့အဲ့လိုမျိုးသူနဲ့တိုက်ပွဲတွင်းမှာကုတေသူတီအမရတော်မှအဲ့စကားကိုပြောခဲ့ဘူးငါသားတဲ့အကူကြီးငါ့အကူကြီးမဖြစ်နေမလားဆိုတော့စိတ်နဲ့ရှည်တန်းစစ်မြေပြင်ရောက်လို့ရှင်မညာနဲ့ပြစ်တာပြစ်တဲ့ချတာချတဲ့ငါသားအမရတော်အဲ့လိုပြောခဲ့တယ်ဒါမှမဟုတ်ခုလိုကြီး သူ့အသက်ရှင်ပြန်တွေ့ရတော့သူနဲ့တွေ့ရတော့ပျော်လဲပျော်တယ်ဝမ်းလဲနေတယ်လို့ဒီပုံစံနဲ့သူ့ကိုအမြင်မှန်းဒါပေမဲ့အစိုးရအကောင်လို့သူ့ကိုအောင်းမရမှာအသက်ရှင်တွေ့ရသေးတဲ့အတွက်ကြောင့်သူ့မြန်မြန်အမြင်မှန်ရပါစေလင်းဝင်ကြပါစေအဲ့ဒါကိုပဲပြောချင်ပါရဲဘော်တိုင်မောင်းလို့လူငယ်တွေဟာဆက်အနာရှင်ကိုတွန်းလှန်ဖို့တော်လိုင်းတပ်ဖွဲ့တွေစီကိုဝင်ရောက်နေကြပါတယ်ရဲဘော်တိုင်မောင်းပါဝင်နေတဲ့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော်ဟာရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသမှာအခြေစိုက်ပြီး စစ်ကောင်စီကို တော်လန်တိုက်ခိုက်နေတာပါတက်တုံညာနှစ်ခွန်စစ်စင်ရီမှာလဲတန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူစစ်ကောင်စီကို တိုက်ခိုက်ခဲ့ပါတယ်ဖေဖော်ဝါရီလ၄ရက်နေ့တိုက်ပွဲမှာစစ်တုံးမှန်းဖြစ်ဖမ်းမိခဲ့တဲ့သူ့ကိုကိုရဲဘော်တိုင်မောင်ကိုတိုင်စေဝါကုတာစောင့်ရှောက်ပေးနေပါတယ်တော်လရင်ပြီလို့အသက်ရှင်နေရင်အိမ်ပြန်မယ်လို့ရဲဘော်တိုင်မောင်ကပြောပါတယ် တော်လန်ရင်အောင်မြင်မယ်လို့လေသူကယုံကြည်နေပါတယ်။ကိုကတော်လန်နဲ့ပတ်သက်ပြီးခံယူထားတာကကိုကယာရုအာနာစီစဉ်ကိုလိုချင်လို့ဒီထက်ကိုဝင်လာမဟုတ်ဘူး။ကိုကဒီလွတ်လပ်ရေးရသွားပြီးအခုဖြစ်သွားပြီးဆိုကြကကိုရင်ကိုပြန်မယ်။မိသားစုနဲ့ပြောရှင်နေမယ်။တတ်ရှင်သေးရဆိုလို့ရှင်တော့